ညာသင်စုလျှောက်ချက်ပဲမယ်။ဘယ်ကနေဘလို့စရမှန်းမသိတဲ့ခန်းစားချက်မျိုးကြုံမှုကြမှာပေါ့နော်။စိတ်ပူပါနဲ့။ကျမတို့အားလုံးလည်းဒီအဆင့်ကနေပဲစခဲ့ကြရတာပါ။ဒီနေ့မှာတော့လမ်းကြောင်းမှန်ပေါ်မှာကိုယ့်ရဲ့ခြေလမ်းတစ်သေးလေးတွေနဲ့စတင်နိုင်မယ်။နီလန်းကားချက်ကိုမျှဝေပေးသွားပါမယ်။ပထမအဆုံးစင်ကကိုယ့်ရင်မှန်းချက်ကိုရှင်းရှင်းလင်းလင်းထားဖို့ပါပဲ။ကိုကဘယ်နိုင်ငံကိုသွားချင်တာလဲ။ ဘယ်ဘာသာရဲ့ဘယ်အဆင့်အတွက်ကို scholarship ရှာချင်တာလဲဆိုတာကိုအရှင်းဆုံးချမှတ်သင့်ပါတယ်ဒုတိယဆင့်က Google ကိုသင်ရဲ့အကောင်ဆုံးပြည့်စုံအဖြစ်သုံးချပါ scholarship for Myanmar student in ကိုလိုချင်တဲ့ဘာသာရဲ့တဲ့ဆိုပြီးတော့မှရိုးရိုးရှင်းရှင်းနဲ့ရှာကြည့်ပါနောက်ပြီးနာမည်ကြီးတဲ့ပညာသင်စု website တွေမှာဥပမာ scholarship.tv အချို့ရင်းစာရတွေစုပြီးတော့မှပုံမှန်ထောက် တတိယစစ်ကအခြေခံစာရွက်စာတမ်းတွေကိုအစင်သင့်ပြင်ထားဖို့ဖြစ်ပါတယ်။ဘယ်စုမှမစိုးလိုအပ်တဲ့အခြေခံအချက်လက်တွေရှိပါတယ်။ဥပမာ transcript ကိုရဲ့ဆရာဆရာမတွေစီကထောက်ခံချက် recommendation letter နောက်ပြီး english အမှတ်စရင် IELTS TOEFL တွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားတင်ပါတယ်။စတုဒ္ဒအဆင့်ကအသေးစားလေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ချက်ချင်းကြီး ြီးကြီးမားမားစုတွေကိုမလျှောက်သေးပဲနဲ့ဒေတာကန်အဖွဲ့အစည်းတွေကိုကုမ္ပဏီတိတိလေးတွေကိုပေးတယ်ဒီတိတိမားမားစုတွေစပြောလျှောက်ကြည့်ပါဥပမာဒီ short term 3 week 4 weeks အတွက်ဒီနိုင်ငံတနိုင်ငံကိုတော်ပြီးလေ့လာရတာလို့မျိုးအဲ့လိုမျိုးပညာသင်စုကိုစပြောလျှောက်ကြည့်ပါကျန်စမအစ်စ်နောက်ဆုံးစင်ကတော့အခုညတောင်းမှာဆရာတွေဆရာမတွေ ပညာသင်စုရခဲ့ဖို့တဲ့တကယ်ချင်းရဖို့စံပယ်ပြီပိုမသိဘူးလို့ဟုတ်ဝေခံရပါချက်ပါလေဒီအစ်စ်လေးတွေဟာတင့်တော်အခြေခံအုတ်မြစ်ကိုဖြစ်စီပါတယ်အရာအလုံးကတစ်ချိန်လုံးမှာဘာမှမသိခဲ့ရတဲ့အရာတွေပါရေးချီတာကစတင်ပြီးတော့လုပ်ကြိုင်ဖို့ဖြစ်ပါတယ်။စ조사ကြည့်လိုက်ပါ။မင်းကန်ကောင်းပါပါ။ Like Share and Subscribe လုပ်ပေးဖို့အတွက်တောင်းဆိုပါရစေ။ ီဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်